မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဒီချက်က grade 12 mathematics ရဲ့ chapter 4 better algebra သင်ခန်းစာရဲ့အပိုင်း7လေးကိုဆွေးနွေးသွားမှာဖြစ်တယ်အပိုင်း7မှာဆွေးနွေးမယ့်အကြောင်းအရာက what is the plane equation in better algebra ဒီ better algebra မှာ plane equation ဆိုတာဘာလဲဆိုတာကိုတည်တည်ချာချာရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်သွားအောင် ရှင်းပြပေးထားတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ ဆက်ပြီးတော့ကြည်လိုက်နော်ဟို planes in 3 dimensions 3 dimension မှာသူ planes တွေအကြောင်းပြောမယ်ပေါ့နော်ဟုတ်ပြီ plane 3 dimension မှာ planes တွေအကြောင်း chapter 3မှာလည်းသူတွေပြောခဲ့ကြရတယ်ပေါ့နော် chapter 3မှာလည်း plane time 3 dimension တွေက planes အကြောင်းပြောခဲ့တယ်ဟိုမှာက analytical solid geometry ပေါ့နော်အဲ့မှာတုန်းကတော့ plane တကူကိုဘယ်လိုသတ်မှတ်ခဲ့လဲဆိုရင် ပိုင်း3ခုနဲ့တက်မှတ်ခဲ့ရပေါ့နော် plane တွေအဲ့မှာအများကြီးပြောခဲ့ရတယ်။ origin ကိုဖြတ်သွားတယ် xy plane, yz plane, az plane တွေပြောတယ်။ပြီးရင်အဲ့ဒီ xy plane တွေ yz plane တွေ az plane တွေ ਨੇ parallel ဖြစ်နေတဲ့ plane မောင်းမြောင်များစွာလည်းရှိမယ်ဆွဲလို့ရတယ်။ပြီးရင်အဲ့ဒီသူတို့ ਨੇ parallel မဖြစ်ဘဲနဲ့တခြား position တွေ ਨੇ မျိုးမျိုးတည်ရှိနေနိုင်တဲ့ plane တွေရှိတယ်။အဲ့ဒါတွေကိုသူက point 3ခုနဲ့တက်မှတ်တယ်ဆိုပြီးပြောခဲ့ရပေါ့နော်။ အခုဒီမှာလည်းဒီလိုပဲအဲ space ထဲမှာဒီ space ထဲမှာဆိုရင် plane တွေကအများများဆိုတာတို့ဆွဲလို့ရတယ်ဟုတ်ပြီဒီ beta algebra မှာကြတော့တို့ plane တစ်ခုတည်ဆောက်ဖို့ဆိုရင် plane တစ်ခုဖြစ်ဖို့ဆိုရင်တဲ့ to determine a plane တို့က plane တစ်ခုကိုဘယ်လိုသတ်မှတ်သတ်မှတ်ဖို့ဆိုရင် we need လိုအပ်တယ်ဘာလိုအပ်လဲဆို one point through which it passes it's ရာက plane ကိုပြောတာเนาะအဲ့ဒီ plane ကဖြတ်သွားတဲ့ point point တစ်ခုအမှတ်တစ်ခုလိုအပ်တယ် ပြီးရင်မလိုသေးလဲဆိုတော့2 non parallel direction vectors lying on the plane အဲ့ plane ပေါ်မှာ ရှိနေတဲ့မပြိုင်တဲ့ vector နှစ်ခုလိုအပ်တယ် direction vector လေးနှစ်ခုလိုအပ်တယ်အဲ့ direction vector လေးနှစ်ခုကမပြိုင်ရအောင်ဟုတ်ပြီအဲ့တော့ဒီမှာ plane တစ်ခုကိုဘာနဲ့သတ်မှတ်မလဲ plane ပေါ်က point တစ်ခု fixed point ပေါ့နော် point တစ်ခုနဲ့ point တစ်ခုရှိရမယ်ပြီးရင်မပြိုင်တဲ့ direction vector လေးနှစ်ခုရှိရမယ်အဲ့ဒီသုံးခုနဲ့တို့က plan ကို determine လုပ်ပြီးဒီမှာเนาะဟုတ်ပြီအဲ့တော့ကြည့်မယ်เนาะဟို plan ပေါ်မှာတူอ่ะ तू ပြောတဲ့အတိုင်း point လေးတခုယူလိုက်ပြီမဖြစ်မနေ plan plan ကို define လုပ်ဖို့အတွက် plan equation ရေးမှာပေါ့เนาะ plan equation ရေးဖို့အတွက်လိုအပ်တာ point လေးတခုလို့ပြီးရင်မပြိုင်တဲ့ vector လေးတစ်စုံလို့မယ် direction vector လေးပေါ့เนาะဒီကောင်လေးတွေ နာမည်လေးတွေက D1 D2 လို့ပြီးလိုက်နော် better D1 better D2 direction better လေးနှစ်ခုရယ် face point လေးတစ်ခုရယ်သုံးခုလိုအပ်တယ်ဆိုတော့အဲ့သုံးခုကိုယူလိုက်ပြီးဟုတ်ပြီယူလိုက်ပြီးတော့ဒီအဲ့ယူလိုက်တဲ့ point လေးရဲ့ position better လေးကဘာလဲဘာလို့သတ်မှတ်မလဲဆိုရင်ဒီ better A လို့သတ်မှတ်မယ်တဲ့ဟုတ်ပြီအဲ့တော့ဒီမှာစာလေးနဲ့ရေးထားတယ် consider A B a point on the plane with better OA equal to better E စဉ်းစားမယ်တဲ့ A ဆိုတဲ့ point လေးတကူကို blame ပေါ့မှာသူ့ရဲ့ position better better A လို့ထားလိုက်မယ်ပေါ့နော် better A ဖြစ်တယ်တဲ့ဟုတ်ပြီနောက်တစ်ခါ lower point နဲ့ direction better နှစ်ခုပေါ့နော်နောက်တစ်ခုက let d by better d1 and better d2 be two non parallel vectors on the plane better d1 နဲ့ better d2 လေးနှစ်ခုอ่ะတဲ့မပြိုင်တဲ့ ဘက်တာလေးတွေဖြစ်ကြတယ်မပြိုင်တဲ့ဘက်တာနှစ်ခုဖြစ်တယ်ပလိန်မော်ပါเนาะဟုတ်ပြီအဲ့တော့သူပြောတဲ့လိုအပ်ချက်၃ခုเนาะတို့ရသွားပြီဒီမှာထားလိုက်ပြီဟုတ်ပြီအဲ့ဒါဆိုရင်တို့ကပလိန်ရဲ့ equation ကိုတို့ရေးမှာပလိန် equation ဆိုတာတို့ရ chapter 3မှာတီးခဲ့တယ် plane equation ဆိုတာ plane မော်က any point ရဲ့ coordinate တွေကိုကိုးစားပြုတဲ့ equation ပေါ့နော် အခုဒီမှာကျတော့ plane mode က any point ရဲ့ position vector ကိုကိုးစားပြုတဲ့ equation ဟုတ်ပြီအဲ့ဒါဆိုတော့ any point ဆိုတာလေးကိုတို့ယူလိုက်မယ်ဒီ plane mode ကြိုက်တဲ့နေရာမှာယူလို့ရတယ် a နဲ့အနီးနီးပဲယူယူဝေးဝေးပဲယူယူ a ရဲ့အရှိနောက်တောင်မြောက်ဘယ်နေရာမှာပဲယူယူ a နဲ့လည်းတစ်ထပ်တည်းကြာနိုင်တယ်ပေါ့နော် any point ဆိုတော့ဟုတ်ပြီအဲ့ any point ဆိုတာလေးကိုတို့ကြိုက်တဲ့နေရာမှာယူလိုက်ဒီမှာ r ဆိုတဲ့ point လေးယူလိုက်သူ့ရဲ့ position vector ကဘာဖြစ်မလဲ or ပေါ့ ိုအားဆိုတော့ဗတာအားနဲ့သတ်မှတ်မယ်နော်ဟုတ်ပြီအဲ့ဒါကိုဒူစာလေးနဲ့ရေးလိုက်မယ်ဟုတ်ပြီခုနကလိုအပ်ချက်၃ခုရပြီးသွားပြီဆိုရင်တို့ကဘာလုပ်မလဲဆိုရင် then the position vector are better of any point အာ position vector are better ရှိတဲ့အာဆိုတဲ့ point လေးကိုတဲ့ plane ပေါ်မှာဘာလုပ်လိုက်မလဲထားလိုက်မယ်တဲ့အဲ့ဒီ point လေးကိုတဲ့ is given by ဒီလိုမျိုး equation လေးတို့က equation လေးနဲ့ပေးနိုင်တယ်တဲ့အဲ့ဒီ are better လေးကိုဗတာအားသည်တဲ့ဗတာ a နဲ့တဲ့ဗတာ d1 လေးရဲ့ T1 စဗဒာ D2 လေးရဲ့ T2 စပေါင်းတာ ਨੇ ညီတယ်အဲ့တော့တို့ခုနကလိုအပ်ချက် plain equation ရေးဖို့လိုအပ်ချက်3ခုอ่ะ point တစ်ခု ਨੇ direction vector နှစ်ခုအဲ့ဒါရရင်တို့อ่ะ point တစ်ခု point plain ပေါ်မှာမြည်သည့် point ရဲ့ any point ရဲ့ position vector ကိုဘယ်လိုဖော်ပြမလဲဆိုရင်အဲ့ဒီ point လေးရေခုနကရှိထားတဲ့မဖြစ်မနေလိုအပ်တဲ့ fixed point လေးရဲ့ ကိုယ်စားရှင်ပတ္တာပတ္တာအေးလေးရယ်မဖြစ်မနေလိုအပ်တဲ့ဒါရိုက်ရှင်ပတ္တာလေးနှစ်ခုရယ်မာတီစကေလာဇာရီဒီသုံးခုပေါင်းတာ ਨੇ သူကဖော်ပြနိုင်တယ်တဲ့ဟုတ်ပြီဒါလေးကိုဘာဖြစ်လို့ဒီလိုဖော်ပြနိုင်တာလဲဆိုတော့သူကကြည့်မယ်အခုပတ္တာအာလေးကိုသူကဖော်ပြမှာနော်ပတ္တာအာဆိုတာဟိုကနေအာကိုသွားတယ်ပတ္တာလေးပေါ့ဟိုကနေအာကိုရောက်ဖို့ဆိုတော့ဟိုကနေအေကိုသွားမယ် ပြီးရင် a ကနေ r ကိုသွားမှာပေါ့နော်အဲ့တော့ beta oa plus beta ar ပေါ့ beta oa beta oa ဆိုတာ beta oa plus beta ar ဖြစ်တယ်ဆုံးပြီး beta oa ကိုတော့သူက beta r လေးနဲ့ကိုစားပြုမယ် beta oa လေးကိုဒီမှာ beta a လေးနဲ့ကိုစားပြုမယ်ဟုတ်ပြီအခုအခုရှင်းရမှာ ar beta ar ကိုတို့ကဒီ d1 d2 တွေနဲ့ကိုစားပြုပြီးဘယ်လိုဖော်ပြနိုင်မလဲဆိုတာကိုစဉ်းစားရမှာဖြစ်တယ် ဟုတ်ပြီအဲ့တော့တို့ကဒီ beta d1 beta d2 လေးတွေဒါရိုက်ရှင်ရင်အဲ parallel ဖြစ်တဲ့ပေါ့နော် parallel ဖြစ်တဲ့ beta လေးတွေကိုတို့ကဆွဲလိုက်မယ်ဆွဲပြီးတော့သူတို့ရဲ့ဗနစရှိမလဲဆိုတော့ r ရဲ့ position ပေါ်မူတည်ပြီးတော့သူတို့ရဲ့ scalar စတွေကတော့ပြောင်းမှာပေါ့နော်ဗတာဒီ r ဆိုတဲ့ point လေးဒီ a နဲ့အနီးဝေးကိုလိုက်ပြီးတော့သူဆွဲရမဲ့ line လေးတွေက d1 ရဲ့ဗနစ d2 ရဲ့ဗနစရှိမလဲဆိုတော့အဲ့မှာမျိုးမျိုးပြောင်းတော့မှာဖြစ်တယ် ဟုတ်ပြီအဲ့တော့ဒီ AR လေးကိုရှာဖို့ဆိုရင်ဒီ AR လေးကို diagonal နဲ့ထားပြီးတော့ D1 D2 ကိုတို့ကအနေနဲ့စတုကရဲ့အနာရည်အနေနဲ့ဖြစ်အောင်တို့ကပုံပေါ်ပြီးဆွဲလိုက်ဟုတ်ပြီဆွဲလိုက်တယ်အဲ့တော့ဒီမှာ AR ဆိုတာလေးကအနေနဲ့စတုကရဲ့ထောင်းပြက်မြင်ဒီ D1 နဲ့ D2 ကအဲ့ဒီထောင်းပြက်မြင်နဲ့စမှတ်တူတဲ့ဗတာနှစ်ခုပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာဆက်ဆွဲလိုက်တော့အနေနဲ့စတုကရဲ့ဖြစ်ဖို့ဘယ်နဲ့ဆက်ဆွဲရလဲဆိုရင် D1 လေးကိုတို့က T1 စဆက်ဆွဲလိုက်တယ် D2 လေးကိုကြတော့ T2 စာတို့ဆက်ဆွဲလိုက်တယ်။ T2 စာ2စာလည်းဖြစ်မယ်၊3စာလည်းဖြစ်မယ်။ဒီမှာလည်းဘယ်လိုပဲ3စာဖြစ်ဖြစ်မယ်၊4စာဖြစ်ဖြစ်မယ်ပေါ့။အစတစ်ခုခုနဲ့သူက3.5လည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်။ D1 တို့ D2 တို့ကဟုတ်ပြီ။အဲ့ဒါဆိုဒီ AR လေးဒီဒီက T1 D1 T2 D2 ပေါင်းတာ ਨੇ မညီဘူးလား။ Parallelogram root ရာနော်။ဟုတ်ပြီ။အဲ့တော့ AR နေရာမှာတို့က T1 ဘက်တာ D1 T2 ဘက်တာ D2 ဆိုပြီးတော့ထည့်လိုက်ထည့်လိုက်လို့ရှင်တကယ်ပုံစံမှာတို့ဒီမှာလို့တို့လိုအပ်ချက်ဖြစ်တဲ့ A ဆိုတဲ့ point လေးရဲ့ဒီဟာ D1 D2 ရဲ့ဒီ၃ခုနဲ့ any point position ဘက်တာကိုတို့ဘာဖြစ်နိုင်လဲဖော်ပြနိုင်တယ်ဆိုတာလေးကိုဒီမှာရတာဖြစ်တယ်ဟုတ်ပြီအဲ့ဒီမှာ T1 တို့ T2 တို့ဆိုတာဟာ real numbers တွေဖြစ်တယ် parameter လို့ခေါ်ရဲပေါ့เนาะဒါမဲ့သူတို့ကဘာလေးလဲ ရီယန်နံပါဂိမ်းစစ်ကလေးတွေဖြစ်တယ်တဲ့ဂိမ်းစစ်ဂိမ်းစစ်လို့ပြောတဲ့အတွက်ကြောင့်မလို့တဲ့သူတို့တွေက maybe positive or negative or 0 positive လည်းဖြစ်နိုင်တယ် negative လည်းဖြစ်နိုင်တယ်0လည်းဖြစ်နိုင်တယ် d1 d1 နေရာမှာเนาะဒီ d1 တို့ d1 တို့ဒီ d1 d1 ဆိုတာ d1 နဲ့ direction တူတယ်ဆိုရင်တော့ဒီ d1 လေးက positive ပေါ့ d1 နဲ့ direction opposite ဆွဲတဲ့အချိန်ကျရင် negative ဖြစ်သွားမှာပေါ့เนาะအဲ့လိုပဲ d2 ကလည်း0ဖြစ်တယ်ဆိုတာကတော့ ဝိုင်းအားလေးက A နဲ့သာတထက်ထဲကြခဲ့ရင် D1 D1 D T1 နေ D2 တွေက0ဖြစ်သွားမှာပေါ့ဒါဟုတ်ဆိုလို့ဒါဖြစ်တယ်။နောက်သူကဆက်ပြောထားတယ်ဝဲနေပါတဲ့ the location of point r changes point r ရဲ့ location changes ပြောင်းလဲသွားတဲ့အခါတိုင်း point r တို့ယူလိုက်တဲ့ any point လေးကကြိုက်တဲ့နေရာမှာယူလို့ရတော့သူ့ရဲ့ location ကအမျိုးမျိုးရှိတယ်ဒီ plane ပေါ်မှာเนาะကြိုက်တဲ့ point ကိုယူလို့ရတယ် ဲ့ဒီသူ့ရဲ့ location လေးပြောင်းလဲသွားတဲ့အခါတိုင်းနဲ့ the values of parameter t1 and t2 will change ဒီ t1 နဲ့ t2 ရဲ့တန်မှုတွေကလည်းလိုက်ပြီးတော့ဗာပြင်မလဲပြောင်းလဲသွားတယ်အာရဲ့ t နေရာကိုလိုက်ပြီးတော့ t1 t2 တန်မှုတွေကပြောင်းလဲသွားမှာဖြစ်တယ်တဲ့ဟုတ်ပြီအဲ့တော့ now slide မှာဒါလေးကိုရှင်းပြမယ်နော် ဟုတ်ပြီခုနကဒီမှာတို့ဒီဝဲလို့ဒီတူးလို့ဆိုတာဒီအေနေရမှာပဲသူကယူရမှာလားဆိုမဟုတ်ဘယ်နေရမှာပဲရှိနေရှိနေခုဒီတောင်လေးမှာရှိဒီဝဲလေးရဒီလိုရှိတယ်ဆိုရင်သူ ਨੇ သူက magnitude or direction ကိုတူတဲ့ဗတ္တာလေးကိုသူကအေမှာလားကတ်ဆွဲလိုက်ဒါဒီဝဲမယ်ပေါ့ဟုတ်တယ်မလားအဲဒီတူးကငုံရှိတာဒီနေရမှာရှိတယ်ဆိုရင်လေသူကသူ ਨੇ direction or magnitude ကိုတူအောင်သူကအေကနေ ဆွဲလိုက်ရင်ဒါလည်းပါလေ D2 ပဲဗတာနှစ်ခုဒါရိုက်ရှင်နဲ့မဂနီကျူးတူရင်ဗတာနှစ်ခုတူတယ်ဆိုတော့ဒီကောင်လေးက D2 ဆိုတော့ဒါလေးလည်းဗတာ D2 ပဲဒီကောင်လေးကဗတာ D1 ဆိုတော့ဒီကောင်လေးကလည်းဗတာ D1 ပဲဟုတ်ကဲ့ဒါလေးကိုတွင်းချက်မရှိပါတော့ D1 နဲ့ D2 ကဒီမှာပဲရှိရမှလားဆိုတော့မိကုံမျိုး မဖြစ်အောင်လို့ဒါလေးရှင်းပြတာဖြစ်တယ်เนาะဟုတ်ပြီနောက်တစ်ခါအာလဲကြိုက်တဲ့နေရာမှာယူလို့ရတယ်ဆိုတာဟုတ်ရဲ့လားဆိုတာရဲ့အာတန်မှုချိန်သွားရင်တီ1တီ2တွေချိန်နေဆိုတာကိုဟုတ်ရဲ့လားဆိုတာကိုနောက် slide မှာတို့ရှင်းပြပေးမယ်အခုဒီမှာအဲ့တော့ဒီ equation လေးဒီဒါ plane equation လေးကိုခေါ်မယ်เนาะ beta r equal to beta a plus t1 beta d1 plus t2 beta t2 လေးဒီဒါပါလဲတို့ ဒီ beta algebra သင်ခန်းစာမှာရှိတယ် plane ရဲ့ equation ဖြစ်တယ်။ဟုတ်ပြီ beta algebra သင်ခန်းစာက plane equation ဆိုတာတဲ့ plane ပေါ်က any point ရဲ့ position beta ကိုကိုးစားပြုတဲ့ formula ပဲဖြစ်ပါတယ်။ဒီ beta r လေးကဘာလဲဒီ plane ပေါ်မှာရှိတဲ့ any point ရဲ့ position beta ဟုတ်ပြီအဲ့ဒါလေးကိုဒီပုံစံမှာရှိပြီးတည်ပြီးသားဖြစ်တဲ့ face point ရဲ့ position beta ရဲ့တည်ပြီးသားဖြစ်တဲ့ direction beta လေးတွေရဲ့အစတွေရဲ့ဒီသုံးခုပေါင်းလဲနေပါလေ ညီတယ်ဆိုတော့ formula လေးဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပဲ beta algebra သင်ခန်းစာမှာ plane equation ဆိုတာဘာလဲဆိုရင် plane ပေါ်က any point in position beta ကိုကိုးစားပြုတဲ့ formula လေးပါတဲ့ဟုတ်ပြီခုနကဒီအာတန်မှုချင်းရင် d1 d1 ချင်း d1 d2 တန်မှုတွေချင်းမယ်ဆိုတာရယ်အာဟုညီတိနေရာမှာဆိုယူလို့ရတယ်ဆိုတာလေးကိုဟောပြဟိုဘက် slide မှာရှင်းပြပေးမယ် ခုကြည့်မယ်ဒီမှာ plane လေးတစ်ခုရှိမယ်အဲ့တော့ plane equation ရေးဖို့အရင်ဆုံးလိုအပ်ချက်ကပါလဲ point တစ်ခုနဲ့ direction vector လေးနှစ်ခု gain ဝင်အဲ့ဒါလေးအရင်ဆုံးတို့ယူထားလိုက်မှာပေါ့နော် direction vector d1 လေးရဲ့ d2 လေးရဲ့ဒီမှာရှိမယ်ပြီးရင် point တစ်ခု a ဆိုတဲ့ point လေးရှိမယ်နော်သူ့ရဲ့ origin ကနေဆက်တော့ oa ပေါ့သူ့ရဲ့ position vector လေးက oa ဖြစ်မယ်ဟုတ်ပြီအဲ့တော့လိုအပ်ချက်၃ခုရရထားပြီရထားပြီဆိုတော့တို့က plane equation ရေးဖို့အတွက် ပလိန်ပေါ်က any point in position better ကိုရေးမှဖြစ်တဲ့အတွက်ကြောင့် any point လေးကိုသူယူလိုက်မယ်အားလေးကိုပေါ့နော်ဆုံးပြီ any point ကိုအဲ့ any point ကိုသူက d1 နေ d2 တွေနဲ့ပါပေါ်ပြချင်တာမို့လို့ d1 d2 ဒီပလိန်ရဲ့ဘယ်နေရာမှာပဲရှိရှိတို့ဒီသူနဲ့ direction of magnitude ကိုတူအောင်ဒီမှာ a မှာလာကတ်ဆွဲလိုက်ရအောင်နော်ဒီနဲ့ direction of magnitude ကိုတူအောင်ဒီ a မှာလာကက်ဆိုရင်ဒါလေးကဘာပဲလဲ d2 ပဲဒါလေးကလည်း d1 ပဲ ဗတာနှစ်ခုညီဖို့ဆိုရင်ဒါရိုက်ရှင်ရောမက်ဂနီချူရောညီညီတယ်အဲ့တော့ဒါလေးက D1 နဲ့ဗတာ D1 နဲ့ညီမယ်ဒါလေးကဗတာ D2 နဲ့ညီမယ်ဟုတ်ပြီအဲ့ဆိုတော့သူက R point လေးကိုယူလိုက်မယ်ဟုတ်ပြီ R point လေးကိုယူလိုက်တော့ A နဲ့ဆက်လိုက်တော့ဒီမှာဗတာ A ရရအဲ့တော့သူကရှာမှာပါလေဗတာ R နော် OR ဗတာ OR လေးကိုရှာဗတာ OR ဒီ OA နဲ့ AR ပေါင်းတာနဲ့ညီတယ်အဲ့တော့အဓိကပြောမှာ AR ဝဲတို့အဓိကပြောမှာဒီ AR လေးကိုဒီ D1 D2 တွေနဲ့တို့ဘယ်လိုခေါ်ပြမလဲ ဒီလိုပဲအာရှိတဲ့နေရာလေးဒီ AR လေးကိုတောင်းပြန်မြင်အဖြစ်ထားပြီးတော့သူကအနေပြန်စတုကန်လေးတကူတီးဆောက်လိုက်တယ်။ဟုတ်ပြီ။တီးဆောက်လိုက်တဲ့အခါမှာဒီဘက်ကဒီဘက်တာလေးဒီ T1 ရဲ့၅ဆလောက်တို့ဆက်ဆွဲလိုက်ရတယ်ပေါ့နော်။ဒီကောင်လေးကကြတော့ဒီ2ရဲ့၂ဆလောက်တို့ဆက်ဆွဲလိုက်ရတယ်။အဲ့တော့ဒီဆွဲတဲ့အဆတွေကတော့ R ရဲ့ဒီနေရာကိုမူတည်ပြီးပြောင်းသွားမှာပေါ့နော်။အဲ့တော့ဒီမှာ D1 ရဲ့မြောက်ဘက်ကင်း T1 လေးက5ဒီ2ရဲ့မြောက်ဘက်ကင်း T2 လေးကဒီမှာ2ဖြစ်တယ်။ နှစ်ခုစလုံးကအပေါင်းကိန်းနေဘာလို့ဆိုတော့1ထက်ကြီးတယ်လေအဲသူတို့ထဲ D1 D2 ထဲအစာတွေကတစထက်မကပိုကြီးတယ်အဲ့တော့1ထက်ကြီးတဲ့ case တွေပေါ့နော်1နဲ့ညီရင်တော့ဒီဒီဘက်တာကလည်း D1 D2 နဲ့ညီမယ်ဒီဘက်တာကလည်း D1 နဲ့ညီမယ်ဆက်ဆွဲရမလို့ဆိုရင်တော့အာဟုရဖို့အာဟုတောင်းပြန်မြင်ဖြစ်ဖို့ဆိုရင် D1 D2 တွေတို့ကဆက်ဆွဲရမလို့ဆိုရင်တော့ D1 D2 တွေက1ဖြစ်မှာပေါ့နော်ဟုတ်ပြီအဲ့တော့ now တနေရာပြောင်းယူကြည့်မယ် ဟုတ်ပြီအဲ့တော့အရင်ဆုံးလိုအပ်တာက D1 D2 A ပေါ့နော်အရင်ဆက်ထားလိုက်ဟုတ်ပြီအဲ့တော့ R လေးကိုတနေရာမှာဒီခါပြောင်းလိုက်ဒီဘက်မှာတို့ယူလိုက်မယ်ဟုတ်ပြီသူ့ကိုအဲ့တော့ AR ကိုသူက D1 D2 နဲ့ပေါ်ပြလို့ရသေးလားဘယ်လိုပေါ်ပြမှာလဲခေါင်းကလိုပဲ AR ကိုတောင်းပြမြင်ထားပြီးတော့အနေပိုင်းစတုကန်တိစားရမယ်တိစားတဲ့အနားတွေဒီ D1 D2 နဲ့ parallel ဖြစ်ရမယ်ပေါ့နော်အဲ့ဒီအနားတွေ D1 D2 နဲ့ parallel ဖြစ်အောင်ဆွဲရမယ်အဲ့ဒါမှသူ့ကို D1 D2 နဲ့တို့ကပေါ်ပြလို့ရမှာဟုတ် ုတ်ပြီအခုဒီမှာအားအားကိုတောင်းပြန်မြင်ဖြစ်ဖို့ဆိုရင်ဒီမှာဒီအနာတစ်ဖက်ကဒီဝမ်းရဲ့ဘဏ္ဍဆလောက်ဖြစ်သွားမယ်၄ဆလောက်တို့ဆွဲလိုက်ရတယ်ပေါ့နော်ဒီဘက်မှာဆိုရင်ဒီ2ရဲ့2ဆလောက်တို့ဒီဘက်ကိုဆွဲလိုက်ရတယ်ဒါပေမဲ့ဒီ2နဲ့သူက direction opposite ဖြစ်နေတော့အဲ့2ဆသည် negative 2အဲ့တော့ဒီမှာ t1 လေးက4 t2 လေးက negative 2နော်အာရဲ့ဒီနေရာကိုလိုက်ပြီးတော့ t1 t2 တန်မိုးတွေပါဖြစ်သွားလဲပြောင်းသွားတာပေါ့နော်အဲ့တော့ဒီမှာ t1 လေးက 1ထက် d1 ထက်ကြီးလို့ဒီ1ဒီဘက်တာလေးက d1 ထက်ကြီးလို့ d1 က1ထက်ကြီးတဲ့ case ဒီမှာ d2 လေးက d2 ရဲ့နှစ်ဆတော့မှန်တယ် direction opposite ဖြစ်နေလို့ negative 2အဲကြောင့်မလို့ d2 ကဒီမှာ less than 0ဖြစ်တဲ့ case ပေါ့နော်ဒါလေးက r ရဲ့ d နေရာကိုလိုက်ပြီးတော့ t1 t2 တွေဘာဖြစ်သွားလဲပြောင်းသွားတယ်နော်ဟုတ်ပြီနောက်တစ်ပုံလည်းကြည့်မယ်ဟုတ်ပြီ a နဲ့ direction vector နှစ်ခုကိုအရင်ရေးထားမယ် plane လေးရှိမယ် ဟိုပြီးအားလေးကိုကြိုက်တဲ့နေရာမှာယူလိုက်ဟိုဒီတခါဒီဘက်ကလေးကိုသူဆောင်းယူလိုက်တယ်ဟုတ်ပြီအဲ့တော့ AR လေးကိုတို့ကဒီ D1 D2 တွေနဲ့ရအောင်ဘယ်လိုဖော်ပြမလဲ D1 D2 လို့ဆက်ဆွဲမယ် parallel ဖြစ်အောင်ဆက်အနောက်ကိုတက်တက်ဆွဲရင်ဆွဲမယ်မဆွဲရင်ရှေ့ကိုတက်တက်ဆက်ဆွဲရအောင် D1 ရဲ့ direction အတိုင်း line ဆွဲမယ် D2 ရဲ့ direction အတိုင်း line ဆွဲမယ်ပြီးရင်အနည်းငယ်စုကံပုံလေးပြအောင်တို့ပုံဖော်လိုက်တယ်ဟုတ်ပြီအဲ့တော့ဒီတခါကျတော့ ဒီအပြာလိုင်းလေးရာသူကဒီဝဲရဲ့ဘလောက်လောက်ဖြစ်6ဆလောက်ဖြစ်သွားတယ်ပေါ့ဒါခံမန်းကြီးပဲသဘောပေါက်အောင်ပြောတာနော်ဒီမှာဒီမှာကြတော့ဒီမှာဒီအပြာလိုင်းလေးရာဒီ D2 လောက် D2 ထက်ငယ်နေတယ်နော် D2 ရဲ့၄ဘုံဘုံ၃ဘုံလောက်ပဲရှိဟုတ်ပြီဒီဘတာအာ AR လေးကိုတောင်းပြန်မြင်ဖြစ်ဖို့အနေနဲ့စတူဂန်တိဆောက်လိုက်တာ D1 လေးကိုသူက6ဆလောက်ဆက်ဆွဲလိုက်ရတယ် D2 လေးကကြတော့ D2 ရဲ့၄ဘုံဘုံ၃ဘုံလောက်သူဆွဲလိုက်ရတယ်ပေါ့နော် ုတ်ပြီအဲ့ဒါဆိုတော့ဒီမှာ D1 ရော D2 ရောနှစ်ခုဆို D1 က1ထက်ကြီးပြီးတော့ D2 ကကြတော့တစတာမရှိဘူးဆိုတော့1အောင်ငယ်တဲ့ case ပေါ့နော်အဲ့တော့ T1 လေးဒီ6ဆိုတော့1ထက်ကြီးတယ်။ T2 လေးက0နဲ့1ကြား case ။သူက D2 လောက်မရှိဘူး။သူဆွဲလိုက်ရတယ်ပမာဏက D2 ထက်ငယ်နေတယ်။လေးဟုတ်ဘူးသုံးဖို့လောက်ပဲရှိတယ်။ဟုတ်ပြီ။အဲ့တော့ R လေးပြောင်းသွားတယ်တပြိုင်တည်း T1 တန်ဖိုးလေးကလည်းပြောင်းသွားတယ်။ T2 တန်ဖိုးကလည်းပြောင်းသွားတယ်။အဲ့တော့ R ကိုလည်းကြိုက်တဲ့နေရာမှာယူလို့ရတယ်ဆိုတာတွေ့တယ်နော်။ ဟုတ်ပြီနောက်ဆုံးတစ်ပုံဆက်ပြပေးဦးမယ်အရင်ဆုံးလိုလိုတဲ့ဗတာလေးနှစ်ခု T1 T2 point A သုံးခုယူထားမယ်နော်ဟုတ်ပြီအဲ့တော့ R လေးကိုဒီတစ်ခါဒီဘက်မှာတို့ယူလိုက်တယ်ဟုတ်ပြီအဲ့တော့ဆိုဒီ AR လေးကိုခုနကလိုပဲခုနက OR လိုချင်ရင်ဒီ OA နဲ့ AR နဲ့အမြဲပေါင်းပါနော်အဲ့တော့ OA ကပုံတည်ပဲသူက face point ဆိုတော့เนาะသူ့ရဲ့ position ပဲဒါဒါလေးပဲအဲ့တော့ AR လေးပဲပြောင်းပြောင်းသွားမှာအခုဒီတစ်ခါရောဒီ AR လေးဒီ ဒီ D1 D2 တွေနဲ့ဘလို့ဖော်ပြအောင်ပါလေခုနကလိုပဲ AR ကိုအနေနဲ့စုခံရတောင်းပြန်မြင်လေးပုံစံဖြစ်အောင်ထားပြီးတော့သူက D1 D2 တွေကိုသူတို့ရဲ့ direction တွေအတိုင်းသူတို့နဲ့ parallel ဖြစ်တစ်ထပ်တည်းကြားတယ် parallel line တွေသူကဆွဲရမယ်တခြား position တွေသူဆွဲလို့မရအောင်ဒီမှာ D1 နဲ့တစ်ဖြောင်းနဲ့နော် direction opposite ဖြစ်ဖြစ်ဖြစ် same ဒီမှာလဲ D2 နဲ့တစ်ဖြောင်းနဲ့ direction same direction ဒီမှာကလည်း opposite direction သူဆွဲလိုက်ရတယ်အဲ့တော့ဟိုတော့ဒီအပြာ battery လေးနှစ်ခုပေါင်းခြင်းဒီပါလေ battery AR လေးရမှာနော် ဲ့တော့အပြာအရာလေးမှာဒီမှာဒါဒီ D1 ရဲ့ဘယ်နှစဖြစ်မလဲဒီကောင်လေးက D2 ရဲ့ဘယ်နှစလောက်ဖြစ်မလဲမန်မန်းကြည့်ပေါ့နော်ဒီဘက် D1 လေးကဟိုဘက်ကိုသွားတယ်သူကဒီဘက်ကိုလာတယ်အဲမဂနီကျူကတော့3ဆလောက်ရှိတယ်ဆိုတော့ direction က opposite ဆိုတော့ negative 3ပေါ့နော်အဲ့တော့ D1 လေးက negative 3ဒီမှာ D2 လေးကလည်းဒီ D2 ရဲ့ဒီမှာဆိုရင်ဒီအပြာလိုင်းလေးဒီတို့ D2 လေးရဲ့3ဆလောက်ရှိတယ်ပေါ့နော်အဲ့တော့ဒီအပြာလိုင်းလေးက 3D2 အဲ့တော့ AR ကိုရဖို့ negative 3d1 နဲ့ဒီက 3d2 နဲ့ပေါင်းရင်ဘာရမလဲ ar ရမှာပေါ့ဟုတ်ပြီအဲ့မှာ t1 တန်မူလေးက negative 3ဖြစ်ပြီးတော့ t2 တန်မူလေးက3ဖြစ်မယ်နော်အဲ့တော့ negative 3ဆိုတော့ t1 ဒီ0အောင်ခဲ့တယ် t2 က1တက်ကြီးတယ် case လीနော်အဲ့တော့ ar တန်မူလေးကကြိုက်တဲ့နေရာမှာယူဘယ်မှာပဲယူယူသူ့နေရာပြောင်းသွားတာ ਨੇ တပြိုင်တည်း ဒီမှာ T1 T2 တန်မိုးလေးတွေเนาะ T1 T2 ရဲ့မြောက်ဖို့ခင် T1 T2 တန်မိုးလေးတွေပြောင်းလဲသွားမယ်အပေါင်းဖြစ်ရင်ဖြစ်မယ်အနှုတ်ဖြစ်ရင်ဖြစ်မယ် A နဲ့တထထဲကြာရင် T1 T2 တွေက0ဖြစ်သွားမယ်ဒီ D1 D2 နဲ့တထထဲကြာရင်တော့ဆွဲလိုက်တဲ့ဆွဲရမယ့်မြင်းလေးတွေဒီ D1 D2 နဲ့တထထဲကြာရင်တော့ T1 T2 တန်မိုးတွေက1ဖြစ်မယ်ပေါ့เนาะဟုတ်ပြီအဲ့ဒါဆိုရင်သဘောပေါက်မယ်လို့ထင်ပါတယ်ဒီမှာ plain equation မှာ တန်တရာ ရှင်းရှင်းနဲ့ဒွိဟတွေမဖြစ်အောင်လို့ပေါ့နော်ပြပြဆုံဆုံလေးရှင်းပြပေးလိုက်တာဖြစ်တယ် plain equation နဲ့ပတ်သက်ပြီးတော့ဒီ r ဒီကိုယူခြင်းတဲ့နေရာယူလို့ရတာဟုတ်ရဲ့လားနော် t1 t2 လေးတွေကလည်းဒီ r ar ကိုတို့က ar ကိုဒီ d1 d2 တွေနဲ့အများအမ်းပေါ်ပြလို့ရရဲဆိုတာဟုတ်ရဲ့လားပေါ့နော်နောက် t tan မိုးလေးတွေကလည်းဘလို့ချိန်သွားလဲ r ရဲ့ position ပေါ်မူတည်ပြီးတော့ဒီသုံးခုကိုရှင်းရှင်းလင်းလင်းမြင်သာအောင်လို့ဒါလေးနဲ့ရှင်းပြပြီးတာဖြစ်တယ် တခြားမှာတော့ဘယ်မှာမှဒီဟာမျိုးရှင်းပြထားတော့မတွေ့ဘူးသေးဘူးပေါ့နော်အဲ့တော့ဒါလေးကိုကြည့်မိတယ်ဆိုရင်တော့ plane equation နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်သွားမယ်လို့ထင်ပါတယ်နားလည်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုဒီမှာပြန်ဆောင်ကြမယ်နော်